ပြန်ပြီးချိန်လိုက်ချိန်လိုက်တာနဲ့သူ့ရဲ့ဒီမှာတခြားလူပေးနေတဲ့ဆိုဒီနံပါတ်ဒါ meeting ID နံပါတ်တောင်းကြရင် passcode နံပါတ်နှစ်ဆင့်ဝင်ရတယ်ပြင်ဒီကောင်းကြပါ link copy link ဒီကောင်း copy ကိုနှိပ်လိုက်လင် copy ပါလားအဲဆိုရင် तू ကချက်ပေါက်တို့ပါလို့နဲ့ပို့ထားလိုက်လို့ရင်တိုင်းရဲ့ဝင်သွားတာပေါ့နော်ဒီ password ဒီပါရိုက်ရမလို့တော့ဒီ link တည့်ရဝင်သွားဟာလင်းလင်းချပြီပါလင်းချပြီပါဆိုတာတည့်ရိုက်သွားဝင်သွားတာပေါ့ဒီကမှရိုက်ကြမလို့တော့တဆင်နေသွားကိုကစားလွန်ပြီဆိုရင်ဒီနားမှာစတက်ဆိုပါတော့ပေါ်တာပေါ့နော် join တော့မို့ join တော့ဆိုတာကိုကဖွင့်ထားတော့သူကကိုကစားဖွင့်ဆိုရင်စတက်ပေါ်စတက်နေတာနဲ့ပွင့်သွားပြီအမှ ဖွင့်ဆိုရင်တော့ open လို့ပါပြန်ဖွင့်ပေါ့ကြားလားဒါ zoom အဘကဖွင့်နေဆိုရင်အဦးဇင်းဘကနေပြန် join ပေါ့အဘကပဲဒါကိုကင်ရတယ်ဦးဇင်းဘကဘာမှလုပ်လို့မရဘူးဒါမဲ့ hotspot ပေးတယ်ဆိုရင်တော့ရတယ်ခုအဘကနေလုံးချင်နေဆိုရင်ဦးဇင်းအဘကို hotspot ပေးရပါတော့ဒီလား hotspot ဟုတ်ကိုဟော်ပေးရခေါ်တော့ဒီမှာတော့ ိုဟောလို့သုံးဟောပေါ့ကိုဟောပေးတယ်ဆိုအပတ်ကိုလုတ်ပိုင်ဝင်ပေးလိုက်တာပေါ့အပတ်မှာဒီ meeting ဒီ setting နဲ့ဝင်လို့ရတယ် share လို့ရတယ် second share လို့ရတယ်ဇွန်ကအဲ့ဒါလို့အဇွန်ဂျီမီလေးနဲ့ပြန်ဖွင့်ကြည့်ပေါ့မဖွင့်တာလည်းဂျီမီ password ကဘာတော့ ဆိုင်ရကတော်တော်ရနေပြီ။ရနေပြီဟုတ်။တမျက်နှာမနှမနစ်ရဲ့။နှလုံးစိနေပါတယ်။ဟမ်။တမျက်နှာကိုဘယ်နှမနစ်ရဲ့။အစားတစ်ပိုက်ကို။ these อืมအမကလိုင်းပြုတ်ပြုတ်ကြဘူးဖြစ်တာကျတော့ဘာကကြားလဲအေးဟုတ်တယ်သူလိုင်းရဘလိုနေမပြောမြဲနေသူတော့ short short လိုက်ပြင်လိုက်လောက် วายพายเนี่ยฮัลโห

and install some render in our uh... you And install. နေကပါတယ်ကွန်ပျူတာပါမြန်တော့ပြင်နေပါအဲဆိုတော့ control panel တွေဝင်ရပါတယ် control panel မှတ်ထားပါ control control panel အပြာလေးတွေ setting နဲ့တော့ဝင်ဖြစ်တာ program install program control panel ကနေပြီးတော့ဝင်လိုက်တယ်အမှ program အဲဆိုတော့ program တော့ဝေးပြတ်ထုံကြလားဒီမှာပြတရားဖို့မြင်ရလားမြင်ရလားမြင်ရပြတဘုံပါတကောင်းပါတော့နေမီးတို့တုံးနေတော့ကွန်ပျူတာကိုတဲ့ PC ဟုခေါ်ပြီးတဲ့နော်စာမြင်စာတော့ဝါနေ PC ဟုခေါ်ဟုတ်မြင်ရဟုတ် 下娃呢？没人呀。嗯，下一只龙王名娃娃一啥子龙猫名啊？别啊！那白人白名，哎。我的饭里啥饭里，没啥饭里，俺里个娘一边娘的呀。哦，好了，哎。啥子龙猫名啊？别，啊，你个记得没名啊？别。 ညံ့တယ်ညံ့တယ်ညံ့တယ်อืมတော့ဒီကွန်ပျူတာကိုလည်း PC ကိုခေါ်ကြည့် PC က personal ကွန်ပျူတာပေါ့ PC တခါကျရင်ဒီကွန်ပျူတာမှာတွေ့ရမလား PC ဆိုပြီးတော့အစ် PC ဆိုပြီးတော့လေပေါ်လာလေအဲအခုမှကိုလူရဲ့ကွန်ပျူတာမှာ PC လို့ပေါ်လာလေနာမည် PC ဆိုတာဒီကွန်ပျူတာတို့ကောင်းရင်တော့ သူတို့လည်းမသိဘူး PC ကဘာမှမသိဘူး PC ကဘာတော့ကွန်ပျူတာရောစီရောကွန်ပျူတာရှိရပါစင်နဲ့ကွန်ပျူတာခေါ်တယ်တကွန်ပျူတာမျိုးစားတွေကွန်ပျူတာကလက်တော့ရှိမယ် desktop ရှိမယ်ပေါ့နော်ကိုကိုတွေသုံးနေတာကလက်တော့ desktop ကြရင် TV ရော monitor ပေါ့နော်ခုံပေါ်မှာ TV လိုအကြီးနဲ့ဒီပုံစံတွေ့ရနေမှာတက်ပေါ့အ monitor ရဲ့ ဒါကို desktop ကွန်ပျူတာလို့ခေါ်တာအတွဲတွဲတာဆိုတော့၃ခု၃ခုလောက်ရှိတယ်တရားဒီကောင်ကြီးဟိုပါပေါ့ကွန်ပျူတာပေါ့ကေစင်ဘုံပေါ့နော်မာသာဘုံလို့ခေါ်တာပေါ့ဒီဘုံနဲ့ဒီဘုံနဲ့မှာပေါင်းမပါဘူးဆိုရင်ဒီမှာပေါက်အစားထိုးရတယ်သူကမိုက်တွေပါတယ်အကုန်အစားထိုးရတယ်အဲကီးဘုတ်တွေရောလေအပြင်ကဒီကောင်ကြီးကသူက desktop အမျိုးစားပေါ့နော် desktop အမျိုးစားခေါ်တယ်အ laptop ကညာခုကန်နေတဲ့ဟာ laptop laptop အမျိုးစားပေါ့နော် desktop အမျိုးစားအိမ်မှာထိုင်လုံးတော့ရုံသုံးကွန်ပျူတာပေါ့နော်များသုံးသုံးညာခုနောက်ပိုင်းတော့ desktop တွေ laptop တွေပဲအများကြီးပေါ့ပေါ်ပြီး PC ပေါ်တာဆိုတော့ desktop ကွန်ပျူတာမှာတော့ system unit စစ်စစ်တန်ယူနစ်ဆိုဒီကောင်ကြီးပြောတယ်ဒီဘုံလို့စစ်တန်ယူနစ်ရှိမယ်မော်နီတာရှိမယ်ကီးဘုတ်ရှိမယ်မောက်တောက်ရည်ပဲဒီမှာတောက်ရည်နော်မောက်ရှိမယ်နော်မောက်ရှိမယ်နော်မောက်ကသိတယ်မောက်ကခုနေနေတယ်မောက်နော်ကီးဘုတ်ကီးဘုတ်သိတယ်နော်သိရပြန်ကီးဘုတ်ရှိတယ်အေးကီးဘုတ်ရယ်ပြီးရင်မော်နီတာတဲ့မော်နီတာဆိုတာကတော့ ဟိုအိမ်မှာရှိရတီဗီမျိုးစားနဲ့ဒီကောင်နဲ့တူတူပဲပေါ့နော်ဒီကောင်မော်နီတာလို့တော့ခေါ်တာပေါ့ဒီမှန်သားပြုစစ်တမ်ယူနစ်ဥမာကောဒီဘုံတစ်ဘုံဝယ်လာတယ်ယူနစ်ဘုံပေါ့နော်ဒီဘုံတစ်ဘုံဝယ်လာတယ်ဒီဘုံဝယ်လာတယ်မောက်တွေဝယ်လာတယ်ဒီမောက်အကီးပုတ်တွေရှိတယ်ပေါ့ကီးပုတ်အိမ်မှာရှိပြီးသားကောဒီဘုံတစ်ဘုံလည်းဝယ်လာတယ်ဆိုရင် အန်ဒီရဲ့မော်နီတာရောဒီ TV ပိုးမကုံတော့အိမ်မှာ TV ရှိရတဲ့အတွက်အရန် TV နဲ့တွဲလိုက်အဲ့လိုတုံးလို့ရရနော်ကွန်ပျူတာကိုသွားဝယ်လဲဆိုဒီဘုံလေးဝယ်လာလို့ရတယ်ဝယ်အရန်မှန်သားပြင်နဲ့တွဲလို့ရရနော်ဒီဘုံညာပုံမှန်ဝယ်အနည်းဆုံးဈေးအဟောင်းဆိုရင်တော့1000 1300 1500ရှိတာပေါ့နော်အသေးဆိုရင်5 6000ရှိတာပေါ့အေးငါအဲ့ကုန်ကြမ်းစိတ်တော့အကုန်မခံတော့ဘူး ီဟာလေးတစ်လုံးစားပဲဝယ်ခဲ့မယ်အဟောင်းဖြစ်ဖြစ်အသေးဖြစ်ဖြစ်ပေါ့နော်အဟောင်းဝယ်လေဆိုရင်တော့မှအဟောင်းက3500ဆို3000တော့ရှိတယ်3500လည်းရှိရေ4000လည်းရှိရပေါ့နော်ဒီဒီမှန်သားမိမှာထပ်ဝယ်မယ်ဆိုရင်9000တော့သွားမှာပေါ့နည်းအလက်စားကောင်းစားလားဆိုရင်အဲ့မျိုးကဝယ်လို့ရတယ်ဒါကို unit system လို့လည်းခေါ်တယ်နော်ဒီဘုံနော် unicity ခေါ်တာကျိုးတက်မှာဖွင့်အောင်ဒါတွေကိုသွားဒီပါဝါကျိုးတွေတက်ရတယ်ဒီဘုံဖွင့်ဖို့အတွက်ကိုလည်းမီလင်းဖို့အတွက်ကိုလည်းပါဝါကျိုးတစ်ကျိုးထိုးရတယ်နော်ဒီ unicity ဘုံပါဝါထိုးရတယ်ဒီ TV မီလင်းဖို့အတွက်ရောပါဝါထိုးရတယ်နော်ပါဝါကျိုးကနှစ်ကျိုးထိုးရခုလက်တော့မှာပါဝါကျိုးတစ်ကျိုးတည်းနေဟုတ်တယ်မလားပြီးရင် ဒီကောင်နဲ့တွဲဖို့တက်ဖို့လေကြိုတကြိုထိုးရတယ်။အမှတော့ GB ကောင်းလို့ပါအောင်နော်။ကွန်ပျူတာကောင်းအဲ့ဒါနဲ့တွဲဖို့ထိုးရတယ် USB ပေါက်ဒီ mouse keyboard တို့ပေါက်တို့ speaker တို့ကြာရင် USB ကောင်းလေးနဲ့လာတာဟုတ်။အဲ့ကြာရင်ဒီရဲ့ unit ဒီကေဂျင်ဘုံပေါ့ unit ဘုံမှာသွားပြီးထိုးရတယ်နောက်မှသွားထိုးရတာပေါ့။ဥမာတကောင်ဆိုပရင်တာနော်။ ပရင်တာတွေ့တာဒါပရင်တာပုံစံပေါ့နော်ပြင်တော့ဒါဖြူမဲ့ပုံစံခုနောက်ပိုင်းတော့ဟိုအပြပြလေးရှိရပါမျိုးစုံအဲ့ဒါဆိုရင်လည်းဒီရဲ့တွေ့ USB ကောင်းပေါ့နော် USB ကောင်းမဲ့တော့ဒီမှာလာချက်ရတယ်လက်တော့မှဆိုရင်ပရင်တာရှိလို့ရင် USB ကောင်းနဲ့အဲကိုယ့်ရဲ့ကိုဟို USB ပေါက်မှာထိုးလိုက်ရမှာပေါ့နော်နောက်ကြမှာပရင်တာဝင်ပေါ့ဝက်ဆန်စုတာပရင်တာကပရင်ပါထုတ်မှာ စိုက်ပါရိုက်ပရင်တာထုတ်ကြည့်ဓာတ်ပုံနံပါတ်ထုတ်လို့ရတယ်ပရင်တာဒါတွေကတော့ဒါတွေက US ဟိုပါပေါ့ CD ပြားတွေပေါ့အရင်တော့ထည့်လို့ဖွင့်လို့ရတယ်လေဖွင့်လို့ရ CD ပြားတွေ laptop မှာလည်းဖွင့်လို့ခုနောက်ပိုင်းတော့တိတ်မပါတော့ CD ပြားနဲ့ခွေထွက်ဖွင့်ရင်လို့ရင်သူက dry လေးတစ်ခုဝယ်ရတယ် CD ပြားထည့်တဲ့အိမ်လေးတစ်ခုပေါ့နော်ထပ်ဝယ်ရ350လောက်ရှိတယ်အခု ခွေနဲ့တဲဖွင့်ခြင်းနဲ့တော့သူကဘာပြောလဲစစ်စတန်ယူနစ်ထဲမှာတော့ဒီဘုံထဲမှာပေါ့နော်ဒီဘုံထဲမှာဘာပါလဲဆိုတော့မာသာပုတ်ပေါ့မာသာပုတ်ဆိုသူရဲ့ဒီဆက်ပစ္စည်းထိန်းချုပ်ထားတဲ့အပြားတစ်ခုပေါ့အပြားကြီးလေစာကစ်ပြားပေါ့နော်စာကစ်ပြားအစိမ်းပြားကြီးတစ်ခုရှိအဲအစိမ်းစားကြီးပေါ်မှာသူက power supply တို့ hard disk တို့ပေါ့နော်ဒီ memory card တို့ cd drive တို့ဒီຢာတွေပါထည့်ဖွင့်လို့ရတဲ့ဟာတွေလေအဲ့တော့ဒါမှအကုန်လုံးချိတ်ဆက်ထားတာ graphic card တဲ့ graphic card ကတွေ့ရတာ graphic card ကပုံဆွဲရကောင်းတယ်ပုံကြည်လင်းတယ်ပေါ့နော် graphic card ကွန်ပျူတာမှာများလို့ရင်သူကဟိုဂိမ်းကြီးဆော့တာတော့ဘာလို့ဆိုရင် မထစ်တော့ဘူးဆိုပြီးနေဂိမ်းနေဆိုရင်ဂိမ်းဆောလို့ရင်ဂိမ်းနေရတဲ့တားလှုပ်ရှားနေတော့ဘောဒီဘက်သွားရင်အမြန်ရွှေ့ရတာဆိုတော့ပုံကိုသူကပြီးရဲ့ခါလို့လွှားရရွှေ့တဲ့ခါလို့ဆိုရင် ပုံဖအားပိုကောင်းတာပေါ့နော်ပြက်သားတာကိုကြည်လင်တာပေါ့ဂရဖစ်ကတ်တဲ့ဆောင်းကတ်တဲ့အတန်းလေးပါထုတ်ဆောင်းပကတ်လေးပါရှိတယ် CPU တဲ့ CPU ကအဲ့ ဗာဒီကွန်ပျူတာထဲမှာပို့ပြီးတော့ဈေးကြီးတယ်ကော CPU ကနေအလုံးလောက်တာပေါ့နော် CPU ကနေမှတ်သားပြီးနေ CPU ကတော့အုံနောက်တစ်ခုလိုပဲအဲ့ဒီကနေတဆင်သွားတာပေါ့နော် CPU ရဲ့အဲ့ CPU ကဘာလဲဘာလဲဆိုတော့သူ့ရဲ့ဈေးကဘယ်လိုလဲဆိုတော့ i7 တို့ i5 တို့ပေါ့နော်အဲ generation တွေကွာသွားပြီပြီနေတော့မြင့်သွားတာဒီ CPU ဈေးအပြား၄000ပြားလေးရှိတယ် လေးတောင်ပြားလေးကဈေးကြီးတာပေါ့နော်အဲ့ကောင်ကမာသာမုတ်နဲ့တွဲပြီးတော့လာတာတွဲထားတာ CPU တို့ပြန်တဲ့အမ်ဘယ်ကောင်နဲ့တွဲထားအောင်ဆိုတော့အတိမမိုရီတို့မမိုနီတို့အမ်မမိုရီရဲ့အဆောင်ကတ်တို့ CPU တို့ CPU တို့ဟတ်တီတို့ပေါ့နော်ဟတ်တီတို့တော့ အတိတ်နဲ့မတွဲရအောင်ဒါပေမဲ့တွဲတာကဒီမာသားဘုတ်အပြိုင်နဲ့တွဲတာက CPU ရှိတယ်။နဲ့ memory ကက်ရှိတယ်သူကထည့်ရတာပေါ့နော်။ပြီးရင် sound ကက်ရှိမယ်။အပြီးတော့သူကဟိုဟာ heatsink ဆိုတဲ့အပူထုတ်ဆက်လေးနဲ့တွဲထား။ဒါသူ့ရဲ့ဟိုဟာထဲမှာပါတဲ့ဟာတွေနော်။လက်တော့ထဲမှာလည်းအဲ့လိုပဲသေးတယ်ကြည့်ရတယ်ကွာသွားပါပေါ့နော်။ဒီအမျိုးစားမာသားဘုတ် power supply ဟတ်တိနော်။ မမိုရီကက် CD drive graphic ကက် sound ကက် CPU ပေါ့နော် laptop လည်းပါရတယ်ဒါ desktop ပုံစံပေါ့ဒါ laptop laptop window mouse ဟိုနားရဲမောက်ပုံနေဟုတ်တယ်လက်ကလေးရကလေးနော်ဒါတော့ပြီးတော့อืมဒီမှာ program angle များဖွင့်ခြင်းတဲ့ program angle က desktop ပေါ်မှာ program angle ဆိုင်မှာ table clinic ဖွင့်ပါတဲ့ step button step border ဆိုဒီ down ဟာလေးနော်ကွန်ပျူတာဖွင့်လို့တွေ့ရမှာဒီ down လေးမှာတွေ့တယ်ဗျာအကွက်လေးအေးအကွက်လေး step ပေါ့နော်အကောင်နှိပ်လိုက်တာ ਨੇ ဒီ power ပိတ်ချင်တာလို့ step ချချင်တာပေါ့နော်ပြီးရင်ဒီကိုယ်ရဲ့ software တွေကိုဖွင့်ချင်တာအဲ့ဒါတော့ဖွင့်ရတာဒါကတော့ Windows 10ပေါ့တခါကျ Windows 7နေကြဒီလိုပေါ်ရင်နော်ဒီမှာဒီဘက်ကချန်တာ Windows 7ပုံနဲ့ကွာ Windows ပူသုံးနေတဲ့ပုံစံ Windows 10 Windows 7ညာဒီပုံစံလေးပေါ်တယ်နော် ဒီပုံစံလေးပေါ့ဒါမင်းရပြောခဲ့တဲ့ပါနော်နိုင်ချိန်နိုင်မှာတက်စပားနေပြီးတော့အမှချိန်နိုင်တိတ်ထောက်ပြင်းတာပေါ့နော်ချိန်တိတ် time setting တော့ဒါလေးတွေရတယ်တိထားပါမယ်တဲ့ဒါမင်းကပြောခဲ့ပါဟိပါဝါဝါပေါ့တတ်တရာအောင်ပေါ့နော် that's the right လေ property ပေါ့ဒါမနေ့ကဟို background ပြောင်းတာလို့ဒီမှာ color ချိန်တာလို့ပေါ့နော်လမ်းဖိုင်နေရလမ်းဖိုင်နေက color ချိန်တာလေးတချို့ကင်မရာဟိုဟာကြာဒီလိုပြောတာရှိရ background ဒီဟိုဟာပေါ့ window 7နေမှာနော် Windows 7 Windows ခုသုံးနေတဲ့ဆက်က Windows 10ကိုတင်လာတာ။ရင်းတော့သုံးရတဲ့ကွန်ပျူတာတွေတချို့ကွန်ပျူတာတွေရှိသေးတယ်။ Windows 7ကွန်ပျူတာလို့။ဘာ Windows လဲတချို့ကမေးရပေါ့နော်။ကိုယ့်ရဲ့ကွန်ပျူတာမှာဘာ Windows တင်ထားလဲမင်းကိုယ်ကဘာဘာ Windows တင်ဖြစ်မလဲ။ Windows 10။အေး Windows 10ပေါ့နော် Windows 10။ Windows 10တင်ထားတယ်ခုနောက်ပိုင်း Windows 11လည်းရှိရနော်။ ဝင်လို့လဲပင်လဲရှိတယ်အခုနောက်ဆုံးဖတ်တဲ့အများဆုံးတော့ကိုဝင်လို့တန်းတုံးနေကြဝင်လို့လဲပင်လဲတုံးနေကြအရင်တော့ရှိတာပါရှိရတော့ဝင်လို့ဆယ်ပင်ဝင်လို့ဆယ်ပင်ရှိတယ်အဝင်လို့ဆယ်ပင်ပေါ်တဲ့ခါကျရင်သူကသူ့ရဲ့ပုံစံဒီလိုလေးပေါ်တာ background နဲ့အများကြီးပေါ့ဒီအုပ်စုကိုချိန်ပြီးလိုက်ရင်ဒီအုပ်စုကပုံနေသူကအလဲကြပေါ့ပုံနေလား second second ဘယ်လောက်ဆိုနောက်တစ်ပုံထွက်လာပြီပေါ့အဲသူ့ပုံစံ ဒါဝင်လို့တန်းပုံစံတွေပေါ့စကရင်စာပါစတင်လို့ဝင်လို့တန်းကွန်ပျူတာဖွင့်ရင်ဒီပုံစံလေးပေါ်တော့ဒါ desktop icon နဲ့ဒီကောင်ကပါတော့ သူက desktop ပေါ်မှာဟိုပေါ်ရှင်တဲ့ဟိုဟာရှိရပါတော့နော်ကွန်ပျူတာပုံစံလေးတွေ့ရမှာထောင်းပါလေ recycle bin တို့ပါတော့လေအမိုက်ပုံးတို့ပါတော့သူအဲ့လားလေးတချို့ set တွေမပေါ်ဘူးဥဒင်း set ဆိုမပေါ်သေးဘူးမပေါ်ရသေးလို့ပါအဲဝင်အဲ့လားဆိုရင်သူကဒီမှာတော့သူက desktop ပေါ်ကွန်ပျူတာ icon တို့ကွန်ပျူတာဒီမှာကွန်ပျူတာ icon ပုံစံလေးဒီမှာ recycle bin အဲ့ပေါ်ရှင်လို့ရင်းနဲ့သူက chain icon click နှိပ် ဒက်စတော့ပရော်ပါတီကလင်းနှိပ်ပြီးရတယ်ပေါက်ကြအဲ့မှာဆိုရင်အဲ့ပေါက်ထဲမှာသူကဟိုပုံစံလေးရှိတာပေါ့နော်အဲ့ပုံစံလေးကိုသူကဒီမှာဒီမှာဒက်စတော့အိုင်ကွန်ဆက်တင်ဒီပေါက်လေးကြတာချိန်ဒီမှာချိန်ဒက်စတော့အိုင်ကွန်အဲ့တော့နှိပ်လိုက်ရနှိပ်လိုက်လို့ဆိုတော့ဒီပေါက်ကြတာနော်ဒါလေးကိုကြားလိုက်ကြားလိုက်မှာသူကဒါလေးပေါ်ချင်းဒီမှာကလစ်ချိတ်ပြီးလိုက်ဒီမှာရီစိုက်ကယ်ဘင်းပေါ်ရင်ကလစ်ချိတ်ပြီးလိုက်ဒါကောင်းပါလား ညာ control ပါနေအဲမနေ့ကသင်ခဲ့တယ်ဟာနော်ဟုတ်လားမလားအဲ့ဒါပေါ်ခြင်းလို့အဲ့ဒါကလစ်ချိတ်ပြရမယူဇာဘိုင်းပေါ်ခြင်းချိတ် network ပေါ်ခြင်းကလစ်ချိတ်ပြရဒီကွန်ပျူတာမှာမပေါ်ဘူးဆိုရင်လည်းသူကဒီ control ပတ်နေမှာလည်းရှိပါတယ်အကောင့်လေး chain desktop အိုင်ကွန်အဲ့ဒါကိုသူကနှိပ်ပြရတာပေါ့နော်ကွန်ပျူတာမှာ password ထားမယ်ဆိုရင် setting ပေါ်လုံး control button နဲ့ ပေါက်ကြအဲ့ဒါမှာ user account family safety account edit remove account ပေါ့နော်ဒါလေးနှိပ်ပြီးမနေ့ကပြောခဲ့တဲ့ password လို့နာမည်ထားရလို့နေရာလေးထားပြရမယ်တဲ့ဒီမှာ chain chain password ပါ chain your password click ဒီမှာနော်အနေရပြခဲ့တဲ့အားလေးဒါကွန်ထရိုးပန်နေရနေပြီလိုက်ကြည့်မယ်ဆိုရင်သူ့ရဲ့စက်တင်လောက်ဆောင်ချက်တွေအများကြီးသိရတာပေါ့နော်ဟိုဓာတ်ပုံလေးထားခြင်းရတယ်ဒါပေမဲ့ဝင်းဒိုးဝင်းဒိုးတန်းကတော့နည်းနည်းလိုက်ရှာတာပေါ့နော်အဲ့ဒါလေးထားဖို့တော့အဲ့ဒါလေးထားဖို့တော့နည်းနည်းလိုက်ရှာတယ် ပတ်စဝတ်ချင်းရောပတ်စဝတ်ကြောင့်ပေါက်ကြတာပဲအဲ့ထဲကနေပတ်စဝတ်ရေးပေါ့နော်မိထားခြင်းတော့လေဝဲစာကိုရိုက်ထည့်ပါနဲ့သုံးခုစလုံးအတူရိုက်ထည့်ရပါမည်တဲ့ပြီးရင်ချင်းပတ်စဝတ်ကိုနှိပ်ပြရမှာ